ဘယ်မှမမရနိုင်တဲ့ 2D 92စ 3D 900စနဲ့ဘောလုံးမောင်းဘော်ဒီတွေစော်ကစားနိုင်တဲ့ကျွန်တော်တို့ရဲ့မန္တလေးသူကောက်ဖွင့်နေတဲ့စော်ကစားနေအစင်းစင်းကိုဒီဗီဒီယိုမှာပြပြပေးတော့မှာဖြစ်ပါတယ်အဆောကောင်းဖွင့်ဖို့ဒီဗီဒီယိုရဲ့အောက်က description မှာပေးထားတဲ့ link အနေနဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးပုံစံပေါ်လာမယ်ပေါ့နော်အဲ့လိုပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ သူပြောတဲ့အတိုင်းပဲအမည်ဖြစ်ရင်ဆိုရင်ညမှာကိုယ့်ရဲ့အမည်ဖြည့်ပေးမယ်။ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဖြည့်ပေးပြီးရင်ဩကဒီရွှေ KB ဆိုတာကကျွန်တော်ရဲ့မိတ်ဆက်ကိုပေါ့နော်။ဒီကတော့သူ့လိုလိုပါဖြစ်တဲ့အတွက်အဲဒီတိုင်းပဲထားလို့ရပါတယ်။ပြီးရင်ဩကလိုကကုတ်နံပါတ်တွေပေါ့နော်။အဲဒီနှစ်ခုစလုံးကိုအဲ password ဖြည့်ပေးရမယ်ပေါ့နော်။အဲဒါကကိုယ်စိတ်ကြိုက် password ရှစ်လုံးကိုလိုကကုတ်ဖြည့်ရန်ဆိုတဲ့နေရာရောပြီးရင်အတီးပြူလိုကကုတ်ဖြည့်ရန်ဆိုတဲ့နေရာရောအတူတူဖြည့်ပေးလိုက်ပါ။ပြီးရင်ဩကအမျိုးသားမျိုးသမီး ိုကြိုက်နေတဲ့ရောက်ရွေးပြီးတော့အကောင့်အသစ်ဖွင့်ပြီဆိုတော့နှိပ်လိုက်ပါ Okay အကောင့်ဖွင့်ပြီဆိုရင်မိတ်ဆွေတို့ရဲ့ဖုန်းမှာဒီလိုပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘေးမှာရှိတဲ့ဟာတွေတခုချင်းတွေကျွန်တော်ရှင်းပြပေးသွားမယ်ပေါ့ဒီမှာ slot ဆိုလို့ရှိရင်ဒါတွေကကျော်ဒီမှာ slot ရှိပေါ့နော်ဒီမှာအဲဒီပထမဆုံးကွက်မှာဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့ slot တွေကကျွန်တော်တို့ဒီဟောပေါ့နော်အဖိုးကြီးခင်းတို့ဒီသမီးတော်တို့ ချူချင်ကိန်းတို့ရှိမယ်ပေါ့နော်။ပြီးရင်ကျွဲကင်းဆိုရင်လည်းဆိုလို့ရှိရင်လေကျွဲကင်းနေရှိတယ်ပေါ့နော်။ Okay အဲဆိုရင်နောက်တစ်ခုကဖဲကင်းဆိုရှိမယ်။ဖဲကင်းမှာကျွန်တော်ရှန်ကိုမီးရဲ့ဘူကြီးရဲ့ဆိုရှိမယ်။ Okay ရှန်ကိုမီးဆိုလို့ရှိရင်ဒီမှာလူတစ်ဆိုလို့ရှိရင်သူကတရားဖို့ပေါ့နော်။တရားကနေစပြီးတော့အဲဒီတပွဲကိုတရားပေါ့နော်အဲ့လိုစပြီးတော့အပြင်းပြင်းဆော့လို့ရတယ်ဒီမှာအမျိုးစုံရှိပေါ့နော်ဂျူနီယာဆိုရင်300နဲ့စကားသားလို့ရတယ်အဲဆီနီယာဆိုရင်900စကားသားလို့ဒီမြင့်မြင့်တယ်လို့ပေါ့နော် အဲ့ဒါလည်းဖဲခင်းပါတော့ပြီးရင်ဘူဂျီကလည်းအဲ့လိုပဲတူတူပဲโอเคနောက်တစ်ခုကငါးပြက်ခင်းငါးပြက်ခင်းကကျတော့ဒီအဲငါးပြက်တဲ့ခင်းပါနော်ပြီးရင်ဒီ ठी ဆိုတာရှိတယ် ठी ကတော့ကျွန်တော်ပြောတဲ့ဒီနှလုံးပေါ့နော်နှလုံးထိုးမလားသုံးလုံးထိုးမလားနှလုံးဆိုရင်အဲဒီ 2D ဆိုလို့ရှိရင်သူက92စာပေါ့နော်မနေ့ရောညရော92စာပေးထားတယ် 3D ကတော့ဒီ900စာပေးထားတယ်ပြီးလို့ရှိရင်တွပတ်လေက100အဲတွပတ်လေကတန်းပါဆန်ပေါ့နော်တန်းပါဆန်ပေးထားတယ် โอเคနောက်တစ်ခုကဘောလုံးပေါ့နော်ဘောလုံးကိုဒီမှာ body လောင်းမလားမောင်းလောင်းမလားဒီ1 into 2ဆိုတာကြောင့်ကျွန်တော်တို့အိမ်ခွင်းနဲ့အဝေးခွင်းနဲ့ပေါ့နော်အဲ့လိုလောင်းရတာရှိရယ်ပြီးရင်ဒီမှာအမ်ရလက်မှန်ဆိုတာကြောင့် chorus go လို့ပေါ့နော်ဒီတပွဲလုံးရဲ့ရလက်ကိုခံမှန်းပြီးတော့လောင်းရတဲ့ဟာပေါ့နော်အဲ့ဒါကျွန်တော်တခုချင်းသိပြမယ်ဒီမှာ body ဆိုလို့ရှိရင်လေခလာဆောင်ပေးပါ okay body ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီအဲမြန်မာမှုပေါ့နော်မြန်မာပုံစံမျိုးနဲ့ဒီ အမ်ဗာလေအမ်တလုံး1 plus 50ဆိုလို့ရှိရင်တလုံး50နိုင်တော့ပြီးရင်ဂိုးပေါ်ဂိုးအောက်တွေလောင်းလို့ရတယ်ပေါ့နော်โอเคဒီမှာကဒါကကျွန်တော်တို့ကဒီအချိန်စရာလိုက်အစင်လိုက်ပြထားဖြစ်တဲ့အတွက်ဒီလိုပေါ်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဒီမှာ lead ဖြစ်စစ်ထုတ်ခြင်းဆိုရင်ကိုတီးတဲ့ဥမာ premier league ဆိုရင် premier league ဒီမှာဆိုအင်္ဂလန် championship ပေါ့နော်အမ်ဒီမှာတခုချင်းသေးတော့ကျွန်တော်ရေးလိုက်မယ်ပြီးရင် German Bundesliga 2လို့ပါတော့ပေါ့နော်ကိုတီးတဲ့ league တွေကို အဲစစ်ထုတ်ပြီးတော့လောင်းကျင်နေဆိုရင်ရရပေါ့နော်ဒီမှာပရီးမီးယားလိအဲကျွန်တော်ဒီလောက်ပဲအရင်ရွေးလိုက်မယ်ပေါ့နော်အဲ့လိုရွေးပြီးဆိုရင်ဒီမှာဒန်းကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာကိုတီးရဲ့အသင်းလေးပဲပေါ်လာမယ်ပေါ့ဒီမှာဒါသွင်းဘွန်းနယ်လေးက2ပေါ့နော်ဒီမှာချန်ပီယံရှစ်အဲအောက်ကဒီမှာအီတလီစီးရီးရဲ့ဆိုလို့ရှိရင်ရိုမာပွဲလို့ပေါ့နော်ပြီးလို့ရှိရင်အင်္ဂလန်ပရီးမီးယားလိဆိုရင်ဒီနေ့လီဗ်နဲ့အဲဘီလာနဲ့ပွဲပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ဒီမှာ လောင်းလို့ရတယ်ဗနော်ကဲလို့ Aston Villa ကဒီမှာ Leaf နဲ့ Aston Villa ကိုကြည့်မှဆိုရင် तू က Aston Villa နေပြီးတော့ဒဲ30ဗနော်အသေးဆိုရင်30ရှုံပေးထားရဆိုရင်ကျွန်တော်တို့ဒီမှာ Aston Villa လောင်းရင် Aston Villa နေမယ်အဲ Leaf လောင်းရင် Leaf ကိုလောင်းနေမယ်ဗနော်ပြီးရင်ကိုဘောရွေးမလားကိုဘောရွေးမလားနေပြီးဒါကကျွန်တော်ဒီ body ဗောနော် body ကတော့အနည်းဆုံး1000နဲ့စပြီးတော့လောင်းလို့ရပါတယ် Okay အဲဆိုရင်ကျွန်တော်အဲဒီမှာဗောနော်ဒီ goal out ဗောနော် app ကို goal out ကျွန်တော်1000လောင်းလိုက်မယ် ။ဒါပြင်ရင်ထိုးမိဆိုတာနဲ့ तू ကဒီမှာပေါ့နော်။အမ်1950ပေါ့နော်။ဒီအကောင့်နဲ့ဆိုလို့ရှင် तू က1950ပြင်ရမယ်ပေါ့နော်။ Okay ဒါကအမ်တကယ်လို့ဒါကကျွန်တော်လောင်းလိုက်တာပေါ့နော်။ Okay နောက်တစ်ခုကဒီမှာမောင်းမောင်းကလည်းအဲ့လိုမျိုးပဲပေါ့နော်။မောင်းက तू နှစ်သိန်းကနေစပြီးတော့လောင်းလို့ရပါတယ်။နှစ်သိန်းကနေပြီးတော့အမ်17သိန်းနေလောင်းလို့ရရပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော် စနတဲ့စတောင်းတဲ့တော့လောင်းမရောက်တဲ့ကျွန်တော်လောင်းကြည့်လိုက်အောင်နော်။ဒါကျတော့သူကအနည်းဆုံး900နေစပြီးလောင်းလို့ရပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အခု73တင်းရွေးလိုက်တယ်ပေါ့နော်လောင်းလို့ရမလားဆက်ကြည့်အောင်။ကျွန်တော်ရွေးလို့မရဘူးပေါ့နော်ဒီ73တင်းအနည်းဆုံးလောင်း73တင်းထိလောင်းလို့ရရပေါ့နော်။အဲ့တော့ကျွန်တော်နှစ်တင်းကိုပြန်လျှော့လိုက်မယ်။ဒီမှာ900ဘူးလောင်းမယ်။အားဘူးလောင်းရှင်သူက7တင်းလောင်းနိုင်လို့ဆိုရှင်8တင်းကျော်ရမယ်ပေါ့နော်အဲ2တင်းကနေစပြီးတော့လောင်းလို့ရပါတယ်โอเค โอเคဒါကတော့ဒီအရေးရှင်းပြပြီးတော့ဖြစ်တယ်ပေါ့เนาะအဲ့ဆိုရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်စီမှာပတ်စံထည့်ပြီးသားဖြစ်တဲ့တွေဒီလိုမျိုးပေါ်တာပေါ့เนาะအဲ့အကယ်၍ကိုကကိုစီမှာဘာမှမထည့်သေးဘူးပေါ့เนาะခုမှစဖွင့်တာဖြစ်တဲ့တွေဒီမှာလေးကပတ်စံပင်မပတ်စံရေးတို့ဂိမ်းပတ်စံရေးတို့ဆိုပြီးရှိရပေါ့เนาะအဲ့ဒီအကုန်လုံး0ဖြစ်နေလိမ့်မယ်ပင်မပတ်စံရေးနဲ့ဂိမ်းပတ်စံရေးဆိုတော့ဘာလဲဆိုလို့ရှင်ကျွန်တော်ပင်မပတ်စံရေးဆိုတော့အခုလိုမျိုးဒီမောင်းနေပါလေလောင်းလို့ရတယ်ဟာပေါ့เนาะအကယ်၍အာမိတ်ဆွေက ငွေဖြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပင်မပက်ဆိုင်ရီထဲကိုရောက်သွားမယ်ပင်မပင်မပက်ဆိုင်ရီထဲမှာဆိုရင်ဒီဘောလုံးလောင်းလို့ရမယ်ပြီးရင်ကျွန်တော်နှလုံးတွေပါဆော့လို့ရမယ်ပေါ့နော်အဲနောက်တစ်ခုကတကယ်လို့အကယ်၍ကိုကဒီဖဲကင်းကစားမလားဆလော်ကင်းကစားမလားဒီလိုဂိမ်းတွေကစားမှဆိုရင်ဒီဂိမ်းပက်ဆိုင်ရီဘက်ကိုပြောင်းရတယ်ပေါ့နော်အဲ့လိုပြောင်းမှုဆိုရင်ဘယ်လိုနဲ့မလဲဆိုဒီဂိမ်းပက်ဆိုင်ရီဆိုတော့ပေါင်းလေးနှိပ်လိုက်မယ်နှိပ်ဆိုဒီမှာပင်မပက်ဆိုင်ရီကနေဂိမ်းပက်ဆိုင်ရီကိုပြောင်းမှဖြစ်တယ်ပင်မပက်ဆိုင်ရီကကျွန်တော်တကယ်အဲတပေါင်းလောင်းလိုက်မယ်ပေါ့နော်တပေါင်းပြောင်းလိုက်မယ်ပေါ့နော်တပေါင်းပြောင်းမှဆိုရင်အတီးပြည့်မြေနှိပ်မယ်ဆိုလို့ရှိရင်ဒီမှာတေးကြပြီးတော့နှိပ်လိုက်ပြီဆိုလို့ရှိရင်တပေါင်း ပြောင်းသွားရပါတော့အဲဆိုရင်ဂိမ်းကစားရဲ့ခါမှာ1000အဲ့1000နဲ့ဂိမ်းကစားလို့ရမှာပေါ့နော်โอเคအဲဆိုရင်ကျွန်တော်ပြန်ပြီးတော့ရွှေ့လိုက်ပါမယ်ကျွန်တော်ဘာလို့ရွှေ့ရလဲဆိုတော့ရှင်အခုကျွန်တော် ငွေထုတ်ပြမှာပေါ့နော်ငွေထုတ်ပြမှာဆိုရင်အရင်ဆုံးငွေသွင်းနည်းကိုရှင်ပြမှာပေါ့နော်ငွေသွင်းနည်းကဘယ်လိုလဲဆိုဒီမှာပတ်စံအိတ်ဆိုအောက်ဆုံးမှာရှိတဲ့ဟာတွေကိုပြောမယ်ပေါ့နော်ပတ်စံအိတ်ဆိုတာရှိတယ်အဲဒီမှာကိုကငွေသွင်းမှာဆိုလို့ရှင်ငွေလွဲဆိုတာနှိမ့်မယ်ပေါ့နော်ငွေလွဲဆိုတာနှိမ့်လို့ရှင်ဒီမှာကိုကဘာနဲ့လွဲမလဲပေါ့နော် KB နဲ့လွယ်မလားပေါ့နော်အဲဆိုရင်ကျွန်တော် KB နဲ့လွယ်မယ်ဒီမှာကကြိုက်တာနေလို့ရအောင်နော် KB 3ခုရှိရဝေ3ရှိဒါ agent နေပေါ့နော်သူတို့ဒီဒီ software တွေကနေပြီးတော့ဒါရဲ့သူတို့ငွေဖြစ်ပြီးမဲ့ agent နေပေါ့နော်အဲကြောင့်မို့ KB 1ကိုနေလိုက်ပြီဆိုရင်ဒီမှာဒီနာမည်ပေါ်လာတယ် ဘယ်ဒီ account number ဆိုတော့ပေါ်လာတယ်အဲ့ account number ကို copy နှိပ်လိုက်ပြီနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျော် KB မှာသွားပြီးရဖြစ်မှာဆိုရင်ဒီ phone number ပေါ်လာလိမ့်မယ်ပြီးရင်ကိုကဘယ်လောက်ထည့်မှာလဲ9000ထည့်မှာပေါ့နော်အနည်းဆုံး2000နဲ့စားထည့်လို့ရတယ်နော်9000ထည့်မှာဆိုလို့ရှိရင်9000ကိုပြီးရင်အဲကျွန်တော်တို့လွှဲလိုက်တယ်ပေါ့နော်လွှဲပြီးဒီမှာဒီတိုင်းလေးထားပြီးတော့ကျွန်တော် KB ကနေသွားလွှဲလိုက်မယ်တော်လေးပြီဆိုရင်အဲ့ KB ရဲ့ကျွန်တော်လုံဆောင်မှုအမတ်ဆိုတာရှိရပါတော့အဲ့လုံဆောင်မှုအမတ်ရဲ့နောက်ဆုံးခုနှစ်လုံးကိုကျွန်တော်ဒီမှာဖြည့်ပေးလိုက်မယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်ကတော့ငွေလွှဲနည်း တော့ကျွန်တော်မပြတော့ဘူးเนาะငွေလဲရှိပြီးသားဖြစ်တဲ့အတွက်အကြောင်းမလို့မိတ်ဆွေတို့ဒါကိုနားလည်မယ်လို့ထင်ပါတယ်။ Okay ဒါကငွေလွှဲတင်ပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်ငွေထုံနည်းကိုကျွန်တော်ပြပြပေးတော့အမေ။ Okay အဲ့ဆိုကျွန်တော်က KB နဲ့ထုံမယ်။အင်းကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်မယ်။ပြီးရင် account number မှာကိုယ့်ရဲ့နာမည်ကိုရိုက်ထည့်မယ်။ပြီးရင်ကိုယ်ကငွေပဏနာဘယ်လောက်ထည့်ဘယ်လောက်ထုံမှာလဲပေါ့နော်အခုကျွန်တော်2000 3000ရှင်းကျွန်တော်2000ထုတ်လိုက်မယ်ပေါ့နော်ဒီမှာ match မှာက ဘာမှမထည့်လို့ရရပေါ့နော်မချင်ဘာမှမထည့်ဘဲနဲ့ကျွန်တော်တို့ဒီအောက်ကအတီးပြူမီဆိုတော့နှိမ့်လိုက်မယ်ခေအဲ့ဆိုရင်ကျွန်တော်ခဏဆောင်းလိုက်မယ်ဒီမှာပတ်စံတော်နဲ့ note white ပေါ့နော်အဲ့အရာကဘယ်လိုကြည့်လို့ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ profile ဆိုတာရှိ profile မှာကျွန်တော်ငွေစင်းများဆိုတာရှိရပေါ့နော်အဲဒါကကိုယ့်ရဲ့ profile ပေါ့နော်ကျွန်တော်ငွေစင်းများကိုတွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအကိုကအခုဒီငွေထုတ်မှတ်တမ်းဆိုတာကြည့်လိုက်မယ်ငွေထုတ်မှတ်တမ်းမှာဆိုဒီမှာရှောက်ထားသေးပေါ့နော်အခုကျွန်တော်2000အမ်ရှောက်ထားရပေါ့နော် ကျွန်အောင်မှာလဲကျွန်တော်2000ထုတ်ထားရယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒါသူ့ရနေသူသူ3မိနစ်တွင်မှာအဲလွှဲပေးလိုက်မယ်ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာတကယ်လို့ကိုယ့်ရဲ့ပတ်စံမှာကြာသွားရယ်ပေါ့နော်ကျွန်တော်အကြိုင်းနေလို့15မိနစ်လောက်ထိအဲပတ်စံရောက်မလာဘူးဆိုလို့ရှိရင်ဒီမှာဓာတ်ရိုက်စကားပြောဆိုရရှိရယ်ပေါ့နော်အဲ့ဓာတ်ရိုက်စကားပြောကိုနေနေလိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမန္တလာသူဆိုတဲ့ Viber ဓာတ်ရိုက်ရောက်သွားလိမ့်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ Sam Mask ကိုနေပြီးတော့အဲကျွန်တော်တို့ရဲ့ဖြစ်တဲ့ပေါ့နော် အဲပြောပြောမှလည်းဒီငွေမရောက်လို့ပါညာဆိုပြီးတော့ပြီးတော့မစစ်တော့ပို့လိုက်လို့ရရပေါ့နော်အဲမှာသူအဖေရှင်းပေးလိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ရမန္တလာသူနဲ့ပတ်သက်ပြီးတော့နားလည်မယ်လို့ထင်ပါတယ်အဲအာတာချက်ကတော့ကျွန်တော်တို့စီမှာဒီ 2D ကို92စမနေ့ရောက်ညရောက်ပေးရဖြစ်တဲ့အတွက်အလုံးမစိတ်ဝင်စားလို့ဆိုကစားခြင်းနဲ့ဆိုရင်တော့အောက်ကကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်က link မှာပေါ့နော် description က link မှာပဲဖြစ်ဖြစ်ကိုမန့်မှာလည်းကျွန်တော်ချပေးမယ်ပေါ့နော်အဲ့ဒီက link ကို direct နေပြီးတော့ကျွန်တော် account ဖွင့်ဆော်ကစားနိုင်ပြီဖြစ်ပါတယ်โอเคအဲ့ဆိုရင်ဒီနေ့တော့လောက်ပါပဲ thank mm -hmm. you